ဇလန်လေးရဲ့ဆောင်းမှာတော့စီစဉ်ဝါမကလေးကရပ်တန့်ထားတဲ့အချိန်တွေဟာအခုထိရပ်တန့်နေသေးဖြစ်ပါတယ် အင်ဂျီကိုပြုတ်ပြင်ဖို့နဲ့တန်ရှင်းရေးလုပ်ဖို့အတွက်6လတတိယအချိန်ကိုရက်ခဲ့တာဖြစ်ပြီး JV နဲ့ဘက်ကလည်း6လလုံးလုံးအပြင်မှာရက်နေခဲ့ရတာပါဒီနေ့မှာတော့အိမ်လဲပြန်ပြင်ပြီးပြီမဟုတ်အချိန်တွေကိုပုံမှန်လဲပဲတော့မှာဖြစ်တာကြောင့် JV တို့ကိုလည်းတန်ရှင်းရေးလုပ်ပေးနေခဲ့ပါတယ်ရကတော့အခုကစပြီးခလုတ်ကိုနှိပ်တော့မှာမို့6လလုံးလုံးရက်ခဲ့တဲ့အချိန်တွေကမောကမမဖြစ်အောင်ဂယူးဆိုင်ဖို့မှာပါတယ်ပထမဆုံးစီကန်ကတော့ဘဒုကိုမှာသွားမထိဖို့နဲ့သွားထိလိုက်မိရင်အချိန်ဆက်ဝင်ဟာမှားယွင်းသွားနိုင်တဲ့အကြောင်းရှင်းပြပါတယ် ်ခလုတ်ကိုနှိမ့်လိုက်တာနဲ့ကဘာကြီးကပုံမှန်အတိုင်းလဲပတ်သွားပြီးဂျယ်ရီတို့ကလည်းအသေးစိတ်ပြန်ခတ်လာပါတယ်အိမ်တစ်ခုလုံးကလည်းပုံမှန်အတိုင်းဖြစ်နေပြီးမင်းတို့ရဲ့ခီးကရောဘလို့လဲအစင်ပြေရဲ့လားလို့မင်းနေတာမို့ကြောင်နေပါတယ်ဘက်ကတော့ကလေးတွေကိုပြေးဖက်ဖို့လုပ်ပေမဲ့ကလေးတွေကတော့လက်မခံပါဘူးရက်ကလည်းဘဲကခိုးလာမှမသိတဲ့ဒေါ်လာ900ကိုအောက်ချပေးနေပြီးရေကဲမှုသွားစားဆိုကအနှင်ထုတ်ပါတယ်ဂျယ်ရီကတော့တခုခုကိုတန်တရားဝင်နေပြီးအပေါ်ကဂျာကင်ကိုတွားယူအောင်မယ်ဆိုကတတ်သွားခဲ့ပါတယ်မင်းချင်းဆိုင်ကဘိုးတော်ကလည်းအချိန်ရက်တက်နေတော့အမြင့်ဘော်ကနေပြုတ်ကျနေတာမို့အခုလို လဲပက်တဲ့ခါမှာအောက်ထည်ကိုခွေးကြကြသွားပါတယ်။ရစ်အနေနဲ့လည်းအဲ့ဒီလူရဲ့အောက်ကိုမွေ့ရခံပေးဖို့ဆမ်းမကိုတာဝန်ပေးပေမဲ့မိနေတဲ့ဆမ်းမကြောင့်ဘိုးတော်ဟာရှော့သွားခဲ့ပါတယ်။ဒါပေမဲ့ဆမ်းမကလည်းမူတီကိုပြဿနာရှာနေပြီးနင်းကြောင့်ငါးကြောင့်နေသွားလုံးနေတာကြောင့်စကားများကြပါတယ်။စကားနဲ့တင်များတော့တဲ့မောင်နှမကလည်းလက်တွေပါပါလာခဲ့ပြီးပြင်းကြပါတော့တယ်။အချင်းချင်းမထိပါနဲ့အောင်လို့မှာထားပေမဲ့တွားထီးလိုက်မိတာကြောင့်နှစ်ကိုယ်ဝဲတွေထွက်လာခဲ့ပြီးအချင်းတွေဟာကမော့ကမဖြစ်သွားပါတယ်။အချင်းဟာနှစ်ခုခွဲသွားတာဖြစ်ပြီးမတူညီတဲ့အချင်းတစ်ခုမှာနှစ်ကိုယ်ခွဲသွားတဲ့သဘောမျိုးပါ။မရေရာတဲ့ဖြစ်တည်မှုအတွက်ဖြစ်နိုင်ချေရောမ ဖြစ်နိုင်ခြေပါရောထွေးနေတဲ့အဆုံးမရှိတဲ့တိုင်းဝေထဲမှာပိတ်မိသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာအချင်းကိုရက်တန့်ငယ်တုန်းကသူတို့တုံးရောက်မှာပဲဖြစ်ခဲ့ပြီးပြမကဘာကြီးမှာတော့ပုံမှန်တိုင်းလဲပတ်နေမှာပါ။အချင်းလိုင်းနှစ်ခုခွဲထွက်သွားမှုဟာမြန်သာအောင်ပြောရမယ်ဆိုရင်တော့တယောက်ကထိုင်းမှာရောက်နေပြီးတယောက်ကမြန်မာနိုင်ငံမှာရောက်နေတာမျိုးဖြစ်ပါတယ်။အဲ့လိုမတူညီတဲ့တိုင်းစုံတွေမှာကိုဝဲတွေထွက်သွားခဲ့ပြီးအဆုံးမရှိတဲ့ဖြစ်တည်မှုတွေမှာထာဝရပိတ်သွားနိုင်ပါတယ်။ရေကဲမုတ်သွားဝဲနေတဲ့လင်မယားကလည်းအလကားရတဲ့ဒေါ်လာ900နဲ့ပြောနေတော့တမင်တစ်ကောင်ကိုဝင်တိုက်လိုက်မိပါတယ်။တမင်ဟာအသက်ရှိနေသေးတာမို့မြင်းထုခုဆရာဝန်ဖြစ် တဲ့ဘက်ကလည်းကဲတင်ဖို့ကြိုးစားပါတယ်။စေယုံကိုသာအမြန်ပို့နိုင်ရင်တမင်လေးကတက်ရှင်နိုင်တာကြောင့်ဒီတိုင်းထွက်ပြေးရအောင်လို့ပြောနေသူဂျယ်ရီကိုထားဆဲရပါသေးတယ်။အချိန်နှစ်ခုခွဲသွားတယ်လို့ပြောပေမဲ့ဒီဖြစ်စဉ်မှာအချိန်ဆိုးရတာမရှိပဲဖြစ်နိုင်ခြင်းနဲ့မဖြစ်နိုင်ခြင်းနှစ်ခုပဲရှိပါတယ်။ကိစ္စတစ်ခုမှမအောင်မြင်ရင်နောက်ကိစ္စတစ်ခုကပါကြာရှုံးမှာပါ။အချိန်တိုင်းနှစ်ခုကလည်းအနေငယ်ကွာဟမှုရှိပြီးမြင်သာအောင်ပြောရမယ်ဆိုရင်တော့တနိုင်ငံနဲ့တနိုင်ငံအချိန်မတူတယ်လို့မျိုးပါ။မူလကဘာနဲ့ကွဲထွက်နေတာကလည်းမိနစ်20လောက်ရှိခဲ့ပြီးမဟုတ်အခုထိပြန်လို့မရသေးတာကြောင့်မတူညီမှုတွေကိုအရင်ရှိရမှာပါ။ မိုတီနဲ့ဆမ်မဟာမောင်နှမတွေရဲ့ထုံးစံတိုင်းတယောက်ပေါ်တယောက်မကျေနပ်မှုတွေရှိနေတာမို့ဒွိဟာတွေကိုယင်ဖွင့်ခိုင်းပါလေ။နှစ်ယောက်စလုံးဟာရစ်နဲ့တူတူရှိကျင်နေပြီးနှစ်ယောက်စလုံးကလည်းအဖိုးကိုချစ်ကြပါလေ။ဒါပေမဲ့ရစ်ဟာမိုတီကိုသာမျက်နှာသာပေးနေတာမို့မကျေနပ်ချက်တွေဖြစ်လာတာဖြစ်ပြီးတေချာရှင်းပြပေးဖို့ဆိုကရစ်ဟာနေရာချလိုက်ပါတော့လေ။တစ်ဖက်ကလင်မယားကလည်းတမင်ကိုစေယုံစီခေါ်လာခဲ့ပြီးစေယုံကဆရာဝန်နေနဲ့အခြေတင်ဖြစ်ကြပါလေ။သူကပို့တော်တယ်၊ငါကပို့တော်တယ်တွေညင်းနေကြတာမို့ကြာရင်တမင်လေးတည်တော့မယ်ဆိုကဂျယ်ရီကလည်းထားဆဲရပါလေ။တမင်ကိုစစ်စစ်ကြည့်တဲ့အခါမှာတော့ကားမတိုက်ခံရခင်ကတည်းကတနက်တန်ရာတစ်ခုရှိ ေတာမို့အံ့ဩနေပါတယ်။မိုးဆိုးကလည်းလိုက်လာပြီးသူပြစ်လိုက်တဲ့သမင်ကိုကားနဲ့ခေါ်သွားတာမို့လိုက်လာခဲ့တဲ့အကြောင်းပြောပါတယ်။အမဲလိုက်ဥပဒေအရသူပြစ်လိုက်ရင်သူ့ပိုင်မယ်မို့သမင်ကိုဆေးကုဆရာမလိုတော့တဲ့အကြောင်းမိုးဆိုးကပြဿနာရှာပါတယ်။ဒါပေမဲ့ဘတ်တို့ဆရာဝန်တွေကတော့တားမရပဲအတင်းအကူတားနေတာမို့မိုးဆိုးကလည်းရှင့်နေကိုခေါ်ပါတော့တယ်။အချိန်တိုင်းနှစ်ခုကရစ်ကလည်းသူ့ကိုတာတူညီမချစ်လို့ရတဲ့အကြောင်းသူကလည်းမြင်းနှစ်ယောက်လုံးကိုချစ်တဲ့အကြောင်း equation တွေချပြီးတော့ရှင်းပြနေပါတယ်။နဲ့နဲ့ပေါင်းရင်တော့ Jessica လို့ပဲမူဒီကထောက်အော်နေတာမို့နားမလည်နိုင်ခြင်းတွေကိုရှင်းပြနေတဲ့အခါအတိုင်ပတ်နေပါသေးတယ်။အချိန် ဖြိုကွဲမှုကြောင့်အချိန်တိုင်းတစ်ဖက်မှာရှိတဲ့လူကိုသာတက်နိုင်ရင်အချိန်တိုင်းတစ်ခုသာကြံရှိတော့မယ်ဆိုတဲ့တွေဟာဂန်းနဲ့ထုတ်စော်ပါလေ။ရကြောင်နေပြီးတစ်ဖက်ကအချိန်တိုင်းကအကောင်ကိုဂန်းနဲ့ထုတ်စော်နေရကြောင်လေးဘက်နေရန်ချင်းထဲမှာအခြေစမ်းနေဟာဝဲနေခဲ့ပါလေ။ဖြိုကွဲမှုတွေကလည်းပြင်းထန်လာပြီးအချိန်တိုင်းလေးခုထိကိုကွဲထွက်သွားပါတော့လေ။မုတ်ဆုရဲ့ရှေ့နေကလည်းရောက်လာခဲ့ပြီးတားကောင်ကိုပြန်ပြီးပို့ရအတွက်ပုံမှန်တွေရွပြကဘတ်တို့ကိုချင်းချောက်ပါလေ။ဒါပေမဲ့မုတ်ဆုကြီးကတော့သူ့အနေနဲ့တဘာသူရဲ့အသားကိုမစားလို့တော့ဘူးလို့ထပြောလာတာကြောင်သူတို့ကောင်းကြီးလို့ထင်သွားကြပါလေ။တမင်ကောင်းလေးကိုတော့ဖျက်ယူခြင်းပြီးအိမ်မှာလှချိတ်အောင်မယ်ဆိုတာကြောင်ထဆ ဲရပါသေးတယ်။တကယ်မဟုတ်ဆိုပါဘူး။ကိုကောပါတနက်နဲ့ချိန်နေတဲ့ရစ်ကိုမူတီကလည်းမိသက်ဆေးဖို့နဲ့ထုတ်ပြီးအမောက်တိတ်လိုက်ပါတယ်။အချိန်တကူကြာတဲ့အခါမှာတော့ရစ်ကတတိယလာပြီးခွေးလောင်ရင်နဲ့ထည့်ထားတာမို့ထုတ်ပေးဖို့ပြောပါတယ်။လေးသေးကနေ၃ခုနှုတ်မယ်ဆိုရင်တစ်ကြံတာမဟုတ်၃ခုကိုတက်လိုက်မယ်ဆိုရင်အခြေခံတင်းချတွေရွတ်ပြပါတယ်။မူဒီနဲ့ဆမ်မကတော့သူ့ဖို့ယူနေပြီလို့ထင်ကြပြီးရစ်ကတော့အချိန်လိုက်၄ခုလုံးကိုအီးမေးလ်တွေလိုက်ပို့ပါတယ်။နောက်တော့ရစ်လည်းလောင်ရင်ထဲကနေထွက်လာပြီးမူဒီတို့နဲ့ရန်ဖြစ်နေတဲ့ကားပွဲသားလိုလိုစိုက်ကားသမားလိုလိုကောင်ကရောက်လာပါတယ်။ ခြေတော့လည်းမပါပဲဘေးလွယ်အိမ်နဲ့မို့တရဲဆိုကထောက်အောင်နေကြပြီးသူက4 dimension ကလာတယ်ဆိုကရှင်းပြပါတယ်အချိန်ပြိုကွဲမှုကိုနှစ်ချိန်တိတိလောက်ခဲ့ပြီးအချိန်လဲ၄ခုထိကွဲသွားတဲ့အပေါ်အပြစ်လာပေးတာပါနောက်တော့လဲပက်လေး၃ခုကိုထုတ်ပေးပြီးအချိန်တိုင်း၄ခုလုံးကိုဝစ်ခိုင်းပါတယ်၃လိုင်းကဝစ်ပေမဲ့တစ်လိုင်းကတော့ခေါင်းမနေတာမို့အမြန်ဝစ်ခိုင်းရပါသေးတယ် လေးလိုင်းလုံးတူတူဝတ်တဲ့အခါမှသာအချိန်တွေပေါင်းစည်းသွားပြီးမူလကဘာကိုပြန်ရောက်လာကြပါတော့တယ်။ဒါပေမဲ့အချိန်ချိုးပေါက်တဲ့အတွက်ဒီလက်ပတ်တွေကိုတော့တသက်လုံးဝတ်ထားရမှာဖြစ်ပြီးအကျေကျုပ်ကျသွားတယ်လို့မျိုးပါ။အဖွဲ့သားကလည်းပြောတိပြောဖက်ခန်းကြီးကိုထုတ်ချိန်နေပြီးတလင်းချက်ကိုခိုးခဲ့မှုတဲ့ risk ကိုပြဿနာရှာပါတယ်။ဒါဟာအချိန်ရတဲ့ဆန်းကိုတည်ထွင်ဖို့အတွက်ကားဖွဲ့သားတို့ချုပ်ကနေတလင်းချက်ကိုခိုးယူခဲ့ပြီးအခုလို၆လလုံးလုံးရက်ခဲ့တာကြောင့်အချိန်တွေဟာကမောကမဖြစ်ကုန်တာပါ။ဖွဲ့စိတ်ခန်းစီကိုတော့ချယ်ရီဟာထိတ်တန့်ဆရာဝန်တွေစီပို့ဖို့အတွက်ကျမ်းမာရေးဝန်ထမ်းတွေကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဥပဒေအရဒီသမင်ကိုမုတ်ဆိုးကပိုင်နာမို့ မုတ်ဆိုးတာခွင့်မပြုရင်နောက်တနေရာကိုပို့လို့မရပြန်ပါဘူး။ဘာပဲလို့လို့ဥပဒေဆိုရနဲ့ကင်ပေါက်ခံနေရတာကြောင့်ဘက်ကလည်းစိတ်ပြက်လာခဲ့ပါတယ်။ဒါလို့လို့ပမုတ်လူလူကြီးနဲ့ချိန်ထားတဲ့ကားပွဲစားကိုလည်းရစ်ကတီးကျင်လာပါပြီ။ဒါကြောင့်မင်းတို့မှဘယ်လိုလဲဆိုတာကြိတ်ခိုင်းပေမဲ့ကားပွဲစားကတော့မကြည့်ပါဘူး။ဘာကိုစောက်ယူထင်နေလား။မင်းတို့ထက်လဲနေလို့4 dimension မှာနေရကွာဆိုပြီးအားချောင်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရတီးကဟိုခံလိုက်ရပြီးဂန်းကိုလည်းကားကကြိတ်သွားခဲ့ပါတယ်။လက်ပတ်တွေကိုဆွဲဖြုတ်လို့တဲ့အခါမှာတော့တိုင်းဝဲတွေဟာအကုန်ကွက်ဖက်ကုန်ပြီးနှစ်ခုကနေ၄ခု၊၄ခုကနေ၆ခု၊၆ခုကနေပြီးတော့၁၆ခု ခု32ခုတိဖြစ်ကုန်ပါတယ်။ကပွဲသားကလည်းဘာမှလုပ်မပေးနိုင်တော့တာကြောင့်လဲပက်တွေကိုတိုင်းဝေးအလုံးပြင်ပြင်ပြီးတက်လိုက်မှသာပြန်ရပါတော့မယ်။တပတ်ကချယ်ရီကတော့ဥပဒေဆိုတာကြီးကိုလက်တလုံးချလာခဲ့ပြီးရေကဲမုတ်ကားကိုကျမ်းမာရေးကားလောက်ခါခေါ်လာခဲ့တာပါ။ဘက်ကတယောက်တည်းခွဲစိတ်ကူတာပြိမယ်ဆိုရင်တမင်လေးကတက်ရှင်နေတာကိုသိနေတာမို့အခုလိုစီစဉ်ခဲ့တာဖြစ်ပြီးသူလုပ်ပေးနိုင်တဲ့မြောက်တွေမှာအကောင်းဆုံးလို့ပြောရပါမယ်။ဘက်ကလည်းတကယ်ကြိုးစားပန်းစားခွဲစိတ်လိုက်တာမို့တမင်လေးကလည်းပြန်ကောင်းလာပြီးသူ့ရဲ့မွေးရည်မြေစီကိုပြန်သွားပါတယ်။ဆက်နေတဲ့လက်မယားနှစ်ယောက်ရဲ့ကြားထဲမှာနှွေးထွေးမှုအမှတ်တရလေးဖြစ်ရှင်းချနေခဲ့ပါတော့တယ်။ရစ်တိုတိုင်းဝေးမှာလည်း ယ်ဆမ်မရဲ့လက်ပက်လေးကိုပြင်ပြိုင်ခဲ့ပြီးမို့ဆမ်မတွေအားလုံးပေါင်းစည်းကမူလကဘာစီကိုရောက်သွားခဲ့ပါတယ်။မူတီရဲ့လက်မှာတော့လက်ပက်လေးဟာခြောင်နေခဲ့ရပြီးလောတော်ချလို့မရတာကြောင့်ရစ်နဲ့ပြဿနာတက်နေခဲ့ပါတယ်။စကားပြားနေလို့မှာပဲအချိန်နေစတင်ပြုတ်ကွဲလာခဲ့ပြီးတွန်းနဲ့ကြီးစီကိုချက်သွားခဲ့ပါတယ်။ကျန်နေတဲ့အချိန်တိုင်းတွေမှာမူတီတွေဟာလက်ပက်တွေကိုဝတ်ထားပြီးဖြစ်ဖြစ်ပဲတွန်းနဲ့ထဲကိုချက်သွားတဲ့မူတီကတော့မဝေ့ရသေးပါဘူး။ဒါကြောင့်ရစ်ကပဲအနစ်နာခံကမူတီကိုလိုက်ခဲ့ခဲ့ပြီးသူ့ရဲ့လက်ပက်လေးကိုဝတ်ပေးလိုက်ပါတယ်။မူတီရောဆမ်မကပါမူလကဘာစီကိုရောက်သွားခဲ့ပေမဲ့ရစ်ကတော့အဆုံးမရှိတဲ့အချိန်ဆက်ဝင်နေမှာစီ းမျောနေခဲ့ပါတယ်။မုတ်တီရေငါထက်တအောင်ကြိုးစားกว่าငါတို့ဒီဘွားတင်မြပဲဆိုဟာရက်ဟာလက်လျှော့လိုက်ပါတယ်။ဒါပေမဲ့လက်ပက်လေးကိုလှမ်းတွေးလိုက်တဲ့အခါမှာတော့ဘာကူမှယုံကြည်မရှိတဲ့ဘာသာမဲ့ကြီးရက်ဟာအဖအပြားတခင်ခဲ့ပါကျွန်တော်မသေးခြင်းသေးဘူး။သူကအားချောင်းတာပါဆိုပြီးလက်ပက်စီကိုပြေးပါတယ်။လက်ပက်ရတာနဲ့တန်းတက်လိုက်တာမဟုတ်ရက်ဟာလည်းမူလအချိန်စီကိုပြန်ရောက်လာခဲ့ပါတယ်။ရောက်တာနဲ့ငါကဘယ်ဖျားမှယုံကြည်မရှိဘူးဆိုကအားချောင်းလိုက်ပါသေးတယ်။တကယ်ကောင်းပါ။အဲ့ဒီချိန်ဂျယ်ရီတို့ကလည်းပြန်ရောက်လာပြီးလက်ပက်ကူစီနဲ့သုံးကောင်ကိုစောက်ပေါ်တွေလုံနေရလားဆိုကဝိုင်းစားကြပါတယ်။ဒီနေရာလေး ေးမှာပဲဇလန်းလေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒေဝပါနောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်ဗျ ကျွန်တော်လက်ရှိဖွင့်နေတဲ့သင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးကြပါမယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရပါမယ်။ပတ်စစ်အင်ကန်ဆိုတာကတော့လုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်တောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာက လွယ်ကူလာပါတယ်။ personal branding နဲ့ထောင်မလား video editing နဲ့လုပ်မလားကျွန်တော်လိုကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင် ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့သင်တန်းလေးကအချိုးပြူပါလိမ့်မယ်။ဘာတွေသင်မလဲဘာတွေ share ရင်လုပ်ပေးမလဲဆိုရင်တော့အဓိကက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ခြင်းလို့ YouTube ကနေငွေရှာခြင်းလို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးသွန်း edit ဆိုတဲ့လေးချက်ကိုပိုင်နာအောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကို kind တွင်နည်းတွေကို lifetime plan နဲ့သင်ပေး ေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို highlight ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ချက်ပဲကြားသင့်ပါမယ်လက်ရှိចောင်းတက်နေတဲ့ចောင်းသားတွေဆိုရင်တော့ဆရာခိုင်နှုန်း short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join မှုကူညီပေးမယ်ဆိုရင်တော့30ရာခိုင်နှုန်းထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ live time ဖြစ်တာမို့ចောင်းတစ်ဖက်နဲ့မအားရင်တော့အားတဲ့အချိန်မှာလေးလာလို့ရမှာပါအဲ့တော့ခုတော့တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ